ားလုံးပဲမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ၄ရက်နေ့လည်ခင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေတဲ့အတူရောင်ရေးကောက်ပွဲဇလန်းတို့မှာပါဝင်တဲ့သူတွေကိုအရေးယူမယ်ဆိုပြီးပြောလာတဲ့စကားမရဲ့သတင်းဦးဝင်းမြင့်နဲ့ဒေါက်ဆန်းစုကြည်ကိုတရားဝင်အစိုးရအဖြစ်ခူလာကဆက်လက်သတ်မှတ်ပေမဲ့မင်းအွန်လိုင်းပါဝင်ခဲ့တဲ့တဲ့ ုတ်ခိုင်က TNL အချုပ်ခန်းကိုဖောက်ပြီးထွက်ပြေးသွားတဲ့အစင်းသား38ရွေရဲ့တရင်စစ်ကောင်ရှင်ရဲ့ရခိုင်ဝင်းကြီးချုပ်ကိုပွဲအစ်စ်တွေပေးလိုက်တဲ့ YMBA တရင်တရားမွေရွေးကော်အဖွဲ့ဝင်တွေကိုလက်သီးနဲ့ထိုးခဲ့တဲ့နဲ့အသက်မပြည့်သေးတဲ့လူငယ်အပါခုနှစ်ဦးစစ်တပ်ဖမ်းလာခံရတဲ့တရင်ဖနီဇွဲလာတမရာတတန်းကုံတော့မယ်လို့ချင်းချောက်လိုက်တဲ့ထရန်အဲ့ဒီလိုနှစ်လက်ကင်းတီအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါလိမ့်ရှင် အတို့ရောင်ရဲကောက်ပွဲဇလန်းတို့မှာပါဝင်တဲ့တွေကိုအေးယူမယ်ဆိုပြီးပြောလာတဲ့စကမတဲ့တွင်နဲ့အရင်ဆုံးစလိုက်ချင်ပါတယ်စစ်ကောင်ရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုတယောလောင်ကြောင်ရိုက်ကူထားတဲ့အတူရောင်ရွေးကောက်ပွဲဇလန်းတို့မှာပါဝင်တဲ့သူတွေကိုအေးအေးယူမယ်ဆိုပြီးစစ်ကောင်ရှင်ရဲ့ဝါရဖြန့်သူတွေကပြောလာပါတယ် အန်ယူဂျီပီဒီအက်အပေမိုမင့်နဲ့အပေါင်းပါကွန်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်အရေးယူဖို့စီစဉ်နေပါတယ်လို့စစ်တပ်လော်ဘီဘာကောင်းက Telegram Channel မှာရေးသားထားပါတယ်။ အဲ့ဒီဇလန်တို့မှာပါဝင်တယောက်ဆောင်ထားတဲ့သူတွေကတပင်ပညာရှင်ဦးမုံမင်းအပါဝင်အောင်တော်ပေါစင်ဦးမျိုးအုတ်ကြီးရှင်တန်စတဲ့အမှုပညာရှင်တွေပါဝင်ရိုက်ကူခဲ့တာဖြစ်ပြီးတော့သူတို့အားလုံးဟာလူမြောက်နေမြေတွေမှာရောက်ရှိပြီးတော်လိုင်းဘက်မှာရပ်တည်နေတဲ့သူတွေဖြစ်ပါတယ်။ ဒီကောင်နဲ့ဖိတ်လုံးထုတ်တာကလည်းတကယ်ကို ဟာတာတွေအကုန်လုံးကလွတ်မြောက်နေမြေတွေမှာတစ်ခုရှိတာကဒီဇလန်တို့ကို လိုက်ပေးကွန်မန့်ပေးတဲ့သူတွေကို အရေးယူနိုင်တဲ့အခြေအနေရှိတယ်။အဲဒါကြောင့်မလို့ပြည်တွင်းမှာနေတဲ့သူတွေအနေနဲ့တတိထားစေချင်တယ်လို့လွတ်မြောက်နေမြေရောက်နိုင်ငံတကျလှုပ်ရှားသူတို့ကမှတ်ချက်ပြုပါတယ်။ အဲ့ဒီဇလန်တို့မှာပါဝင်တဲ့သူတွေဟာအတူရောင်ရွေးကောက်ပွဲကိုဟန့်ကြားပြီးနိုင်ငံတော်တည်ငြိမ်ရေးကိုထိခိုက်စေတဲ့အပြင်ပြည်သူလူထုအထင်မြင်လွဲမှားစေဖို့လှုံ့ဆော်တာဖြစ်တဲ့အတွက်မဖြစ်မနေရေးယူရမယ်လို့လည်းစစ်လော်ဘီတွေကပြောကြားနေပါတယ်။တော်လန်အမှုပညာရှင်တွေဟာစစ်ကော်မရှင်ရဲ့တရားမဝင်တူညောင်ရွေးကောက်ပွဲကိုသူတို့ရဲ့အမှုပညာနဲ့ထင်ရပြသမှုအပေါ်ပြည်သူတွေကဝမ်းသာလျက်ရှိနေပါတယ်။ လက်ရှိမှာအတူရောင်ရွေးကောက်ပွဲဆလန်တိုမှာပါဝင်တဲ့အမှုပညာရှင်အလုံးဟာလူမျိုးနယ်မြေတွေကိုရောက်ရှိနေတဲ့အတွက်စစ်ကော်မရှင်ကအရေးယူမယ်လို့ပြောဆိုမှုဟာဟာတဇန်ရဲ့အတွက်လောင်ပြောင်မှုတွေလည်းခံနေရပါတယ်။ဒုတိယအနေနဲ့ဦးဝင်းမြင့်နဲ့ဒေါန်ဆန်းစုကြည်ကိုတရားဝင်အစိုးရအဖြစ်ကုလကဆက်လက်သတ်မှတ်ပေမဲ့မင်းအွန်လိုင်းပေါင်းဝင်ခဲ့တဲ့သတင်းဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ကမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရခေါင်းဆောင်နေစီးရင်မှာတမရအဝင်မြင့်နဲ့နိုင်ငံတော်ဤအတိုင်းမင်ခံပုတ်ကိုထောင်ဆန်းစုကြည်တို့ကိုဆက်လက်ဖော်ပြထားပေမဲ့စစ်ကော်မရှင်ခေါင်းဆောင်မင်းအောင်လှိုင်ကိုတော့စီးရင်မှာထည့်သွင်းထားတာမရှိပါဘူး။ ကုလသမဂ္ဂကပြီးခဲ့တဲ့အော်တိုဘာ29ရက်မှာထုတ်ပြန်ခဲ့တဲ့နိုင်ငံတော်အကြီးအကဲများအစိုးရအဖွဲ့ခေါင်းဆောင်များနဲ့နိုင်ငံသားရေးဝန်ကြီးများစီရင်စာမျက်နှာ30မှာမြန်မာနိုင်ငံအတွက်ဥဝင်းမြင့်နဲ့ဒေါန်ဆန်းစစ်ကြီးတို့ကိုတရားဝင်ခေါင်းဆောင်ရဲ့အဖြစ်ဖော်ပြထားတာပါ သူကသူယာယီသမရဆိုပြီးတမတ်ထားတဲ့မင်းအောင်လိုင်းကကုလရဲ့စီရင်မှာ လုံးဝမပါဘူးဆိုတာဟာမင်းတို့အာနာရှင်ကို ကုလကဘလုံးမအတိမတ်မပြုတ်ဘူးလို့ပြောလိုက်တာပဲမင်းတို့ဘလို့ပဲအာနာယူထားယူတာတရားဝင်ခေါင်းဆောင်မဟုတ်ဘူးလို့အတိပေးလိုက်တာပဲလို့နိုင်ငံရေးလှလာသုံးသက်သူတအုပ်ကမှတ်ချက်ပြပါတယ် စစ်ကော်မရှင်ဟာသူရဲ့အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေဖို့အတွုံရောင်ရွေးကောက်ပွဲစ조사နေချိန်မှာလဲကုလသမဂအတွင်မှုချုပ်အန်တိုနီယိုဂူတာရက်စ်ကဝေဖန်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့လကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်ခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာကူတာရက်စ်ကတရေကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတလိမ့်မယ်လို့ဘသူမှယုံကြည်မှာမဟုတ်ဘူးလို့အတူရောင်ရေကောက်ပွဲကိုပြင်းပြင်းထန်ထန်ပြောခဲ့ပြီးတဲ့နောက်မှာအခုလိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအစည်းအဝေးကိုကုလကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ နိုင်ငံတကာကတရားဝင်ကောင်းဆောင်နဲ့ပြင်ဆက်လက်အတိမတ်ပြုထားတဲ့ဥဝင်းမြင့်နဲ့ဒေါန်ဆန်းစုကြည်တို့ဟာစစ်ကောင်ရှင်ရဲ့မတရားဖမ်းဆီးချုံနာမှုတွေကို ခံထားရဆဲဖြစ်ပါတယ်။ကူလာနဲ့အာဆီယံအထူးကိုယ်စားလှယ်တို့ကမတရားပန်းစည်းချုပ်နှောင်ခံထားရတဲ့ဒေါန်ဆန်းစုကျင်နဲ့တွဲဆောင်ခွင့်ရဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့်စစ်ကော်မရှင်ကဒီနေ့ထိခွင့်မပြုဘဲအကြိမ်ကြိမ်ညှင်းဆိုခဲ့ပါတယ်။ ပြည်တွင်းသတင်းတွေထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကုခိုင်ကတရားနယ်အချုပ်ခန်းကိုဖောက်ပြီးထွက်ပြေးသွားတဲ့အကျဉ်းသား38ကိုတဲမှာရှမ်းပြည်နယ်မြောက်ပိုင်းတန်းအမျိုးသားလူမျိုးရေးတပ်မတော်ပြည်သူ့လူမျိုးရေးတပ်အိုး PSLF တရားနယ်ထိန်းချုပ်ထားတဲ့ကုခိုင်မြို့နယ်ကအချုပ်ခန်းတစ်ခုဖောက်ခံခဲ့ရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာတရက်ညနေပိုင်းမှာ ပြည်မှုကျွလွန်ထားသူ38ဟာအချုပ်ခန်းဖောက်ပြီးတော့ထွက်ပြေးလူမျိုးသွားတာလည်းဖြစ်ပါတယ်။ အချုပ်ကန်းတွေကအခိုင်အမာတိစောက်ထားတာအဲ့ဒါကိုမှအချုပ်သားတွေလွတ်သွားတယ်ဆိုတော့ PSL နဲ့ TNL ရဲတပ်ဖွဲ့ရဲ့ရုံစုံရင်းပေါ်ဆောင်မှုကြောင့်ဖြစ်တာပဲလို့ကိုကန်မြူကန်တုံးကပြောပါတယ်လျှောက်မြောက်ခဲ့တဲ့အချုပ်သားတွေဟာခိုးဆိုလူရမှုမူရင်မှုမတိမ်မှုလူတက်မှုနဲ့အခြားပြမှုတွေကိုကျွလွန်ခဲ့သူတွေပါဝင်နေတဲ့အတွက်ဒေတာကန်တွေဟာရရွာလုံးချုပ်ရဲ့အတွက်စိုးရိမ်မကင်းဖြစ်နေကြပါတယ် အချုပ်သားတွေလွတ်သွားလို့ဒီနေ့ထိကုတ်ไข่မျိုးအဝင်ထွက်မှာ TNL ရဲတပ်ဖွဲ့ကစစ်ဆေးရီတွေတင်းကျပ်နေရလို့သူကဆက်ပြောပါတယ်။အခုလိုအချုပ်သားတွေလွတ်မြောက်သွားတာဟာ TNL တပ်ဖွဲ့ဝင်တွေပေါ်ဆာမှုဖြစ်ပြီးတော့အခုဖြစ်စဉ်နဲ့ပတ်သက်လို့ PSL TNL ကတရားဝင်ထုတ်ပြန်ထားမှုမရှိသေးတဲ့အပြင်လုံခြုံရေးပေါ်ဆာခဲ့တဲ့တပ်ဖွဲ့ဝင်တွေကိုလည်းဘလို့အေးအေးယူမယ်ဆိုတာကိုသုံးဆောင်တရားထုတ်ပြန်မှုမရှိသေးပါဘူး။ PSL နဲ့ TNL တို့လိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေအုပ်ချုပ်တဲ့ဒေသတွေမှာအုပ်ချုပ်ရေးရန်နေရာထူထောင်ရမှာစိန်ခေါ်မှုတွေရှိနေသေးတယ်ဆိုတာအခုဖြစ်စဉ်ကတက်တေပြနေရလို့ထောက်ပြမှုတွေလည်းရှိနေပါတယ်ဆလပင်းစစ်ကောင်ရှင်ရဲ့ရခိုင်ဝင်ကြီးချုပ်ကိုဘွဲအစ်စ်တွေပေးလိုက်တဲ့ YMBA တင်းကိုပြပြသွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာစစ်ရေးပြင်းထန်ပြီးအထိနာနေတဲ့စစ်ကော်မရှင်ရဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုစစ်တပ်ရဲ့လက်ကင်တုံးလို့နမဲကြီးနေတဲ့ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMB ကမဟာမင်္ဂလာဓမ္မဇောတိကတစားပွဲတစ်စိတ်ပေးအပ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပွဲဟာအမျိုးဘာသာသာသနာနဲ့ပညာအကျိုးဆောင်ရွက်နေတဲ့သူတွေကိုပေးအပ်တာဖြစ်ပြီးတော့ချိန်ရင်းအပြင်တန်ခါအချို့ကိုပါပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဘွားတစိတ်ဘေးရပွဲကိုပြီးခဲ့တဲ့နိုဝင်ဘာ2ရက်စစ်ကောင်ရှင်ထိန်းချုပ်ထားတဲ့စစ်တွေမြို့နယ်မှာပြုလုပ်ခဲ့တာဖြစ်ပြီးတော့ဆရာတော်၄ပါးနဲ့လူပုဂ္ဂိုလ်3ဦးမင်္ဂလာဘွားတစိတ်တွေရရှိခဲ့တာပါအခုလိုစုတစိတ်တွေပေးလိုက်တာဟာစစ်ရှုံးနေပြီးလူမှုထောက်ခံမှုလိုအပ်နေတဲ့စစ်ကော်မရှင်အတွက် WMBA ကတာဝန်ယူပေးလိုက်တာလားဆိုပြီးတော့ဒေသခံတွေကမျက်ခုံးလုံနေကြပါတယ် ဒေတာကန်တို့ကပွဲတိုက်စိတ်တွေပေးနေမဲ့အစားသူတို့ထိန်းချုပ်ထားတဲ့နေရာကစစ်ဆောင်တွေအတွက်ဘာတွေလုပ်ပေးနေလဲဆိုတာကိုအရင်ပြသစေနေလို့မိကွန်ထုတ်သွားပါတယ်စစ်ကောင်ရှင်ရဲ့ရခိုင်ပြည်နယ်ဝင်ကြီးချုပ်ထိန်လင်းဟာ2012ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ်အတွင်းလူမျိုးရေးဘာသာရေးကိစ္စတွေမှာအဓိကတာဝန်ရှိတဲ့သူဖြစ်ပြီးတော့တက်မတော်ကအမျိုးသားလွတ်တော်ကိုယ်စားလှယ်အဖြစ်2019ခုနှစ်ထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ် အနန္တရအစိုးရလက်ထက်မှာလည်းတမရယုံချံပေးပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်ဖူးခဲ့တယ်လို့စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်းစစ်ကောင်းဆောင်ရဲ့အကြံပေးအဖွဲ့ဝင်ဖြစ်ခဲ့ပြီးတော့2023ခုနှစ်မှာရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ရသူလည်းဖြစ်ပါတယ်။ပြည်တွင်းနဲ့နောက်ဆုံးသတင်းသဘောက်အနေနဲ့တရားဝင်ရွေးကော်အဖွဲ့ဝင်တွေကိုလက်သိနဲ့ထိုးခဲ့သူနဲ့အသက်မပြည့်သေးတဲ့လူငယ်ပါခုနှစ်ဦးစစ်တပ်ဖမ်းနာခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အတူရောင်ရေးကောက်ပွဲကိုနှောက်ယှက်တယ်ဆိုပြီးစစ်ကော်မရှင်ဟာနိုင်ငံတော်ဝန်ကပြည်သူခုနှစ်ဦးကိုထပ်မံဖမ်းဆီးခဲ့တယ်လို့သူတို့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။အဲ့ဒီလိုဖမ်းဆီးခံရတဲ့အဲ့ဒီလိုဖမ်းဆီးခံရတဲ့သူတွေထဲမှာဖမ်းမြို့မှာစိုက်ထူထားတဲ့စံကိုင်ရေးပါတီရဲ့ရွေးကောက်ပွဲ မဲဆွယ်စီယုံရင်ဆိုင်ပုတ်ကိုဖျက်ဆီးလို့ဆိုပြီးတော့အသက်15နှစ်အရွယ်ဖြိုးမင်းတန်နဲ့အသက်30အရွယ်ထွန်းထွန်းဝင်းတို့ကိုရွေးကောက်ပွဲနှောက်ယှက်ဖျက်ဆီးမှုများတားဆီးဥတွေပုံမှာ24ကာကြီးနဲ့အမှုဖွင့်ထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ31ရက်ကလည်းတလမြို့နယ်ရခိုင်ကျောင်းမြောက်ကျေးရွာမှာမဲပေးကွင်းရှိသူတွေကိုစီစစ်ဖို့လာတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှုတ်ကိုလက်သီးနဲ့ထိုးခဲ့တဲ့အသက်46နှစ်အရွယ်ကိုကျော်တီဟန်ကိုလည်းအမှုဖွင့်ခဲ့ပါတယ်။ ဒါပြင်အယောဒီတိုင်းဝါခင်မာမျိုးစစ်စည်ရေးဂိတ်မှာစစ်တပ်ကစစ်ဆင်းနေစဉ်အသက်59နှစ်အရွယ်မျိုးမင်းဆွေခမင်းမင်းရဲ့ဖုန်းထဲမှာရွေးကောက်ပွဲကိုနှောက်ရှက်ဖြက်စီးမယ်လို့ပြောကြားခဲ့တဲ့စာတွေ့တယ်ဆိုပြီးတော့ဥရီပုံမှန်23ကကြီးနဲ့အမှုဖွင့်ထားပြန်ပါတယ် အဲ့ဒါတွေအပြင်အတူရောင်ရေးကောက်ပွဲဝါရဖြန့်ဇလံကစ်သမိုင်းကိုဒုံဆိုင်မြင့်သူများဇလံကိုဝေဖန်ခဲ့တဲ့တောင်ကြီးမြို့ကအသက်30နှစ်အရွယ်မတန်တန်စွန်ကမာယုတ်မြို့နယ်ကမတ်ဂျူးရည်ဒီနဲ့ပတိန်မြို့နယ်ကအသက်32နှစ်အရွယ်မတ်ကျော့ဆူလက်တို့ကိုလည်းရွေးကောက်ပွဲနှောက်ယှက်ဖြစ်စေမှုများတာစီဥတွေနဲ့စစ်တပ်ကမတရားဖမ်းဆီးအမှုဖွင့်ခဲ့ပါတယ်။ မကြိုက်လို့မကြိုက်ဘူးပြောတဲ့သူတွေကိုဖန်နေပြီးတော့ဒီမိုကရေစီဆိုပြီးတသွင်သွင်អော်တယ်စစ်တပ်ဆိုတာကရှုံးမာမှုအပြင်ဘာမှလုပ်တတ်တာမဟုတ်ဘူးအဲ့ဒီလိုရှုံးမာတဲ့အဖွဲ့တွေကို ထောက်ခံအားပေးနေတဲ့သူတွေဟာပို့ပြီးတော့ရှုံးမို့ကောင်းတယ်လို့စစ်တပ်ရဲ့ဖိနှိပ်မှုတွေကြားရှင်းတန်နေရတဲ့ရန်ကုန်မြို့ခံတအုပ်ကပြောပါတယ်စစ်ကောင်ရှင်ကရွေးကောက်ပွဲနောက်ဆက်ဖြက်စီမှုများတားဆီးဥပဒေနဲ့ပြည်သူတွေကိုမတရားဖမ်းဆီးနေတာအခုဆိုရင်95ဝက်ထိရှိနေပြီဖြစ်ပါတယ် နောက်ဆုံးပြီးပါတဲ့နေနဲ့ဖနီဆွဲလာသမရာတက်တန်းကုံတော့မယ်လို့ချိန်ချောက်လိုက်တဲ့ထရန်အကြောင်းပြပြရင်ကျမရဲ့နေ့လည်ခင်းသတင်းတွေတင်ဆက်မှုကိုဒီမှာပဲရှင်းနာလိုက်ပြစေရှင်အမေရိကန်သမ္မတဒေါ်လန်ထရန့်ကဖနီဆွဲလာနဲ့အမေရိကန်တို့စစ်ဖြစ်နိုင်ခြေကိုရှော့ချပြောဆိုလိုက်ပေမဲ့ဖနီဆွဲလာသမ္မတနီကိုလက်မာဒူရိုရဲ့သမ္မတတက်တန်းကုံတော့မယ်လို့ချိန်ချောက်လိုက်ပါတယ်။ လက်ရှိမှာတော့အမေရိကန်စစ်တပ်ဟာဆဲဆုနဲ့အတွင်းအကြီးမားဆုံးစစ်တင်မော်တိုက်လေရင် ပုံကျဲလေရင်ရေတက်တာဒုံးတွေနဲ့ကာရေဘီယံပင်လယ်ထဲမှာတက်ချထားပါတယ်။အခုလိုကာရေဘီယံနဲ့ပစိဖိတ်အရှေ့ပိုင်းမှာတက်ချထားရတာဟာအမေရိကန်ပြည်ထောင်စုကိုမူရည်ဇေဝဝင်ရောက်တာတွေတားဆီးဖို့ဖြစ်တယ်လို့ထရန်ကဆိုပါတယ်။ ဒါပေမဲ့အခုလိုလောက်တာဟာမွေးဆေးဝါးဒါစီဘောတခုလည်းမဟုတ်ဘဲထရန်ကိုအမြဲဆန့်ကျင်နေတဲ့မာဒူရိုကိုဖျောက်ချဖို့ဖြစ်တယ်လို့တုံ့တက်မှုတွေရှိနေပြီးအဲ့ဒီတုံ့တက်ချက်တွေကိုထရန်ကပယ်ချထားပါတယ် ဖနီဇွဲလာမှာမြေပြင်တိုက်ခိုက်မှုတွေပြုလုပ်ဖို့ရှိမရှိကိုသတင်းထောက်တွေကထရန်ကိုမင်းမြန်ရမှာထရန်ကပယ်ချခြင်းမပြုဘဲကျွန်တော်လုံမယ်လို့ပြောဖို့ဆန္ဒမရှိဘူးဖနီဇွဲလာနဲ့ပတ်သက်ပြီးကျွန်တော်လုံမယ်ဆိုတာရောလုံမှာလားမလုံဘူးလားဆိုတာကိုပါကျွန်တော်ပြောပြမှာမဟုတ်ဘူးလို့ဆိုခဲ့ပါတယ် အခုလောအမေရိကန်သမ္မတထရန့်ရဲ့လှုပ်ရှားမှုနဲ့ပတ်သက်လို့ဗနီဇွဲလားသမ္မတမာဒူရိုကဝါရှင်တန်ကစစ်ပွဲအသစ်တစ်ခုကိုဖန်တီးနေတယ်လက်တင်အမေရိကကိုလွှမ်းမိုးချုပ်ကိုင်မှုလုပ်နေရလို့ဝေဖန်ခဲ့ပါတယ် ဗနီဇွဲလာနဲ့အခြေတင်ဖြစ်နေတဲ့အချိန်မှာပဲထရာဗနီဇွဲလာကမ်းလွန်ပင်လယ်ပြင်မှာပုံစံတိုက်ခိုက်မှုတရုတ်ပြတွေကိုလှုပ်ဆောင်ခဲ့တဲ့အပြင်ကမ္ဘာအကြီးဆုံးလေယာဉ်တင်တင်မောကိုလည်းအဲ့ဒီဒေတာကိုဆင်လွတ်နေပါတယ်။ဒါတွေပြင်ပြီးခဲ့တဲ့လကလည်းဗနီဇွဲလာနိုင်ငံကို CIA အဖွဲ့ဝင်တွေဆီလို့ဖို့ထွန်းကခွင့်ပြုခဲ့ပါသေးတယ်။ MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးဖြတ်ကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးဝင်ကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမော်ရီပေးကြပါစေရှင်